တော်တော်များများမျှော်လင့်နေကြတဲ့ CI အထူးခွင့်ရေးပေါ့နော်ဘရော့ဖွင့်မလဲဆိုတဲ့ဟာကိုကျမယင်းနေ့ကလည်း post တင်ထားတယ်ဒီမေလဒုတိယပတ်မဟုတ်လို့ရှိရင်နောက်ဆုံးပတ်လို့ဖြစ်မယ်လို့တော့သူတို့ပြောတယ်ဆိုတော့ဒီနေ့ကတော့မလေးရှားနိုင်ငံရဲ့ဒီ immigration ကဝင်ကြီးကကြော်ညာပါပြီအဲ့တော့ CI ပေါ့ကျမတို့မြန်မာတွေသိတဲ့ CI ကိုစပြီးတော့ဖွင့်ပါပြီစဖွင့်ပြီဆိုတာကတော့ဒါအထူးခွင့်ရေးပေါ့နော် ကြစ်တံရှော့ပေါ်ပြီးတော့ဈေးနှုန်းတက်တာတဲ့ဈေးနှုန်းနဲ့ပြန်လို့ရမယ်အခွင့်အရေးကိုစပြီးတော့ဖွင့်ပြီးအဲ့တော့စဖွင့်ပြီးတော့ CI အသက်ဝင်မဲ့နေရတော့မေလ16ရက်နေ့ဖြစ်ပါတယ်မေလ16ရက်နေ့ကနေပြီးတော့သူတို့စဖွင့်မှာဒီ2025မေလ16ရက်နေ့ကနေပြီးတော့ဖွင့်မှာက April 30ပေါ့2026ထိပေါ့เนาะဖွင့်ပေးထားမှာပါ ကျမတို့အများသိထားတာတော့ CI ရှောက်ပြန်တယ်ပေါ့နော်ဒီစကယ်လုံးရဲ့အတုံးနှုံးကိုတော့ immigration မှာမလေးရှားရဲ့ immigration မှာတုံးတာတော့ PRM 2.0အဲ့ဒါရဲ့အဓိပ္ပာယ်ကတော့ program 2.0အထူးအခွင့်အရေးမှာသူတို့ကဘာတွေ ပေါ့နော်ဒီပြန်မဲ့လူကဘယ်လိုမျိုးတွေပေးဆောင်ရမလဲဆိုတဲ့ခါကျတော့ overstay နေရလူဆိုလို့ရှိရင်ဒဏ်ငွေ900ပေးရမယ်အထောက်ထားမဲ့ရသူဆိုလို့ရှိရင်ဒဏ်ငွေ900 ringgit 900ပေးရမယ်ပြီးလို့ရှိရင်စီးမြင်စီကံချိုးဖောက်မှုဆိုပြီးတော့နောက်ထပ်က ringgit 300တခါစောင်းပေးရမယ် အဲနောက်တစ်ခုကကြတော့ special pass ပေါ့နော်ထွက်ခွာခွင့်ဆိုရဲဒီ special pass ကအတွက်ကတော့ ringgit 20ပေးရမယ်ပေါ့နော်ဒါတွေကအာတိထားဖို့ကျွန်မပြောတာပါဒီဟာလဲသတင်းထဲမှာပါတဲ့အတိုင်းကျွန်မပြန်ပြီးတော့ရှင်းပြပေးတာပါနော်နောက်တစ်ခုကကြတော့ဒါ session နှစ်အောက်ကလေးဆိုလို့ရှိရင်ဘာဒန်ချင်းဝင်မှာပေးစရာမလိုပါဘူး special pass 20 ringgit 20ပေးပြီးတော့လေရင်လက်မှတ်ဝယ်ပြီးတော့ပြန်လို့ရပါတယ် ။ချို့တွေကိုဘကိုရှောက်ပြီးတော့ပြင်ကျင်နေဘလို့လောက်ရမလဲ။အဲ့တော့ကိုဘကိုရှောက်ပြန်ခြင်းတဲ့သူတွေက ကို့မှာစာအုပ်ရှိရပါမယ်စာအုပ်မှာလည်းတက်တန်းရှိရပါမယ်เนาะစာအုပ်လည်းရှိမယ်တက်တန်းလည်းရှိမယ်ဆိုလို့ရှိရင်ကျမအခုပြထားတဲ့ဒီမလေးရှား immigration ရဲ့ဒီ QR ပေါ့เนาะအဲ့မှာဝင်ပြီးတော့ appointment လောက်ရပါမယ် appointment ရတဲ့ date ကို ဟိုကြလာပြီးအချိန်နဲ့နာရီနဲ့အကုန်ကြလာပြီဆိုရင်အဲ့ရက်ကိုအချိန်ရောနာရီရောအတိအကျသွားပါမယ်။နောက်ကျလို့လုံးဝမရပါဘူးเนาะ။အဲသွားပြီးလို့ရှိရင်အဲကိုယ့်ရဲ့ချိန်ထားတဲ့ဒီလာဝကရုံကိုသွားပြီးလို့ရှိရင်လုံးဝမဲ့ process တွေကတော့ကိုယ့်ရဲ့စာအုပ်ယူသွားမယ်။စာအုပ်သက်တမ်းရှိရမယ်။အဲ့ဒါနဲ့ကိုပဲအဆင်ပြေပါတယ်။သွားပြီးရနဲ့ကိုသူတို့ကနေပြီးတော့ထောက်ခါခွင့်ဆိုတဲ့ဒီ special bus ကြလာပြီးဆိုတာနဲ့လင်းလက်မှတ်ဝယ်မယ်။ ပြီးပြန်မယ်ပေါ့နော်ဒါကစာအုပ်ရှိရဲ့လူစာအုပ်လည်းတတန်းရှိရဲ့လူစာအုပ်မရှိဘူးဘာအထောက်ထားမှမရှိရဲ့လူတွေကတော့မြမာတန်ယုံနဲ့ချိတ်ဆက်ပြီးတော့သွားမှသာလေဟိုစီရန်လျှောက်ပြီးတော့ပြန်မှသာလေရမှာပါနော်အဲ့တော့မြမာတန်ယုံကိုအထောက်ထားမဲ့သူတွေကဘာတွေတဲဝါရမလဲဆိုရင် အနည်းဆုံးကတော့မှတ်ပုံနေတကောင်စင်ရင်အမှတ်ပုံနေရောတကောင်စင်ရောမရှိဘူးလို့ရှိရင်အနိုင်ကိုနိုင်ငံမှာရှိတဲ့မိသားစုကိုလှမ်းပြီးရောရဲစခန်းနဲ့ရဲခွက်ထောက်ခံစာပေါ့နော်အဲ့ဒါတွေလှမ်းတောင်းပါလှမ်းတောင်းလို့ရှိရင်အဲ့ဒါတွေယူပြီးညီမတန်ယုံမှာသွားပြီးတော့အာသွားလျှောက်ပါနော်အဲ့တော့မှသာလင်းရမှာပါနောက်တစ်ခုဒီနေ့သူကြော်ညာသွားတဲ့အထက်မှာပါတယ်မလေးရှားနိုင်ငံသူနိုင်ငံသားတွေနဲ့လက်ထပ်ထားပြီးတော့ overstay ဖြစ်နေတဲ့သူတွေ တက်ဆိုင်ရာလာဝကမှာတွားရောက်ပြီးတော့တွေ့ပါတဲ့เนาะအဲ့ဒါလည်းသူတို့ကြော်ညာထားပါဗျ။နောက်ဆုံးပိတ်ကြော်ညာသွားတာကတော့ဘာလဲဆိုတော့ဒီမလေးရှားနိုင်ငံမှာတဲ့အထောက်ထားမဲ့တဲ့သူတွေ overstay ပေါ့เนาะဖြစ်နေတဲ့သူတွေကိုတဲ့အလုရှင်တွေကလည်း အလုတ်ခန့်ခွင့်မရှိပါဘူးတဲ့အလုတ်ရှင်တွေကအလုတ်ခန့်မယ်ဆိုလို့ရှိရင်အလုတ်ရှင်တွေကိုလေတဲ့ fine jay ပေါ့နော် dan jay ringing 9000နဲ့ပေါ့နော်ထောင်နဲ့9နှစ်ထိကြာတဲ့ပြစ်ဒဏ်တွေကိုလည်းသူတို့ပေးသွားပါမယ်တဲ့အဲ့ဒါတော့သူနောက်ဆုံးပိတ်ကြော်ညာသွားတာဖြစ်ပါတယ်ဒါဘာပဲပြောပြောလေဒါပြင်ကျင်တဲ့လူတွေအတွက်ကတော့ဒါအထူးခွင့်ရတရဖြစ်ပါတယ်အဲ့တော့ဒီအထူးခွင့်ရဖွင့်ထားတဲ့ကာလကတော့မေလ19 2025ကနေပြီးတော့ 30ရက် April 2026ဆိုတနည်းနီးပါးဖွင့်ပေးထားပါတယ်ဒီတနည်းနည်းပါဖွင့်ထားတဲ့ကာလမှာပြန်မယ်ဆိုလို့ရှိရင်เนาะဈေးနှုန်းအရင်တက်တာတယ်လीเนาะတက်တာဆိုတာ ਨੇ ပြန်လို့ရပါတယ်။ဒါကျမဒီနေ့အာနေ့လယ်မှာဒီကြော်ညာသွားတဲ့သတင်းလေးကိုပြန်ပြီးတော့ share ပေးခြင်းဖြစ်ပါတယ်။အားလုံးအဆင်ပြေချုံးဝေးကြပါစေเนาะ။